ောင်မြင့်နဲ့မဲဆန်ချောင်းဆုံရမြန်မာထိုင်းလာအိုစတဲ့နိုင်ငံ၃နိုင်ငံရဲ့နယ်နိမိတ်ချင်းထိစပ်ရာဒေတာဟာကမ္ဘာမှာရွှေဒီကန်နယ်မြေလို့နာမည်ကြီးပါတယ်မြန်မာနိုင်ငံနဲ့မဲခေါင်မြစ်တစ်ခုပဲစီးခြားထားတဲ့လာအိုနိုင်ငံဘက်ချမ်းကအထူးစီးပွားရေးဆောင်နယ်မြေတွင်းမှာမြန်မာနိုင်ငံသားတွေစုစည်းနေထိုင်တဲ့ရွာကြီးတစ်ရွာရှိပါတယ်အဲ့ဒီရွာကြီးကိုရခိုင်ရွာလို့ခေါ်ပြီး မြန်မာနိုင်ငံအနှံ့ပြားမှာနေထိုင်တဲ့လူမျိုးပေါင်းစုံအတူတကွနေထိုင်နေကြပါတယ်။အဲ့ဒီရွာကြီးမှာမြန်မာနိုင်ငံသား3000ကျော်ရှိပါတယ်။ဘာကြောင့်ဒီရွာကြီးပေါ်ပေါက်လာလဲဆိုတာကိုတော့အဲ့ဒီရွာမှာရှစ်နှစ်နီးပါးမိသားစုလိုက် အခြေချနေထိုင်လာလို့တူကအခုလိုရှင်းပြပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့2000ခုနှစ်မှာကျွန်တော်ဒီကိုရောက်ပါတယ်။မရောက်ခင်ကတည်းကဒီရွာကြီးကရခိုင်လူမျိုးစုလေးတွေနေကြပါတယ်။ အဲ2010မှာကျွန်တော်တို့ဒီဘက်ကကြောင်းရှိရပါတယ်ရွာရွှေပြီးကနေကအင်ဂျီယာတပီပီနဲ့ခြေပြလာပြီးတော့မှအင်ဂျီ1000ကျော်ပတ်ဝန်းကျင်လောက်ရှိပါတယ်1000ကျော်ပတ်ဝန်းကျင်မှာလူဝိရာ3000ကျော်လောက်ရှိပါတယ်ခင်ဗျာနေပေါင်းစုံလူအလွာဟိုနေပေါင်းစုံမြို့ပေါင်းစုံလာတဲ့အတွက်လူမျိုးပေါင်းစုံလည်းရှိပါတယ်အများဆုံးပြရှိတာကတော့ဗမာပြည်ကလူများပါတယ်မြစ်တီလာမျိုးနဲ့မန္တလေးတိုင်းဘက်ကလူတွေများပါတယ်နောက်တစ်ခုကလည်းလူနေမှုဖြစ်တဲ့ ဘွားပြည်နယ်ကလူတွေလည်းများရှိပါတယ်ခင်ဗျာကျွန်တော်တို့ဒီကချင်ပြည်နယ်ဆိုရင်လည်းနည်းနည်းပါးပါးရှိတယ်ခင်ဗျာချင်းပြည်နယ်ဆိုရင်လည်းနည်းနည်းပါးပါးရှိတယ်ခင်ဗျာမြန်မာနိုင်ငံမှာအလုတ်ကန်ခွင်လန်းရှားပါတာလဆနယ်ပါးတာတွေကြောင်းနေဆက်တီတာပဲအလုတ်ထွက်ရှာရင်းကအိမ်ကြီးချင်းလာအောင်နိုင်ငံဘက်ချမ်းကိုရောက်ရှိလာကြတာပါမြန်မာပြည်မှာရတဲ့ငွေထက်သူတို့ဒီမှာရှာလို့ရတဲ့ငွေကပိုများတာကလည်းအဲ့ဒီမှာအခြေချဖို့တွန်းအားဖြစ်ခဲ့တာပါ ဒီမြန်မာနိုင်ငံမှာကျမတို့တရက်လောက်မယ်ဆိုလို့ရှိရင်အမြင့်ဆုံးဝင်ငွေ9000ရတယ်ထားဒါဟာတကယ်ကောင်းတဲ့နေရာကုမ္ပဏီတကယ်ဘောဆာလောက်တဲ့ဟာတွေမှ9000ရတာဒီမှာကျတော့အနှိမ့်ဆုံးအလုပ်တမတယောက်ဟာ300ဆိုလို့ရှိရင်1000ကျော်နေပြီအ ਨੇ ဆုံးပုံမှန်1000လောက်ရတယ်အဲ့တော့ထောက်ဝက်กว่าတယ်ထောက်ဝက်กว่าတဲ့ခါကျတော့ဒီကျမတို့ဒီဘယ်လိုပြောမလဲထောက်ဝက်กว่าတော့ဒီဘက်မှာအများစုကလာကြတယ်လာရှာတာပို့ပြီးတော့ကောင်းတယ်ပေါ့မြန်မာနိုင်ငံမှာနေတဲ့ရှာစားလို့မရဘူးရတယ်ဒါပေမဲ့ ဝမ်းဝယုံရှိတယ်။သူများနဲ့တန်းတူမဖြစ်နိုင်ဘူး။ဒီမှာကျတော့စုမိတယ်ဆောင်းမိတယ်ဥပမာတပေါင်းရခဲ့လို့ရှိရင်အခု6မီတာစုကိုပူလုံးလုံးပြည့်ပြည့်စုံစုံထားနိုင်တယ်ပေါ့။သူတို့တွေလုံရတဲ့အလုပ်ကတော့အောက်ချက်တဲ့အလုပ်တွေကိုအများဆုံးလုပ်ကင်နေရတာဖြစ်ပြီးတလကိုတယောက်လုံအားကားကမြမကျက်ဝင်နေဆိုတသိန်းခွဲလောက်အနည်းဆုံးရကြပါတယ်။မိသားစုထဲမှာအလောက်ကင်လုံနိုင်သူတွေများလေလေသူတို့အတွက်တော့ပိုအဆင်ပြေပြီး အဲ့ဒီဝင်ဝင်ကသူတို့နေထိုင်ရက်တည်ဖို့အဆင်ပြေတယ်လို့ပြောကြပါတယ်။မြန်မာနိုင်ငံမှာမလုပ်ရလဲဆိုအဓိကတော့ဒီတန့်ရှင်းရနေစာပြီးနောက်ဆုံးဒီကုမ္ပဏီဝန်ထမ်းဆိုလို့ရှိရင်ဒီအမြင့်ဆုံးမန်နေဂျာတို့ဘာလို့အထိရှိတယ်။ဒါသူပညာရည်ချင်းပုံမူတည်တယ်၊သူစကားတတ်တဲ့ပုံမူတည်တယ်၊သူလောက်ရည်ကန့်ရည်ပုံမူတည်ပြီးတော့အကုန်လုံးပေါ့နော်။သူအစင်းနဲ့သူပေါ့အမျိုးသမီးငယ်တွေကဒီစားတောက်ဆိုင်မှာထမင်းချက်တယ် အနောက်မှာဟင်းနှင်းဟင်းရွက်တင်ရတယ်ကျတုံချီခွာငေးုပ်တီးညက်ပေါ့နောက်ဆုံးဒီတန်ရှင်ရေးဘာညာအကုန်လုပ်တယ်တန်တန်ရှင်ရှင်လုပ်ရတယ်အလုတ်သမားတွေအများစုကတော့ဒီလိုပဲမီတာစုပြေလဲအောင်ပေါ့နော်ဒီစားတော့ဆိုင်တစ်ဆိုင်မှာလုတ်တဲ့ main ကလေးတယောက်ဆိုလို့ရှိရင်အ ਨੇ ဆုံးဝင်ဝင်9000 9000ဆိုသိန်းခွဲကျော်သွားပြီ2သိန်းပတ်ဝန်းကျင်ရတယ်အဲ့တော့မီတာစုပြေတယ်အဲ့ဒီအတွက်ကိုသူတို့စားတော့ဆိုင်မှာလုတ်တယ်ပကံစေးတယ်အဲ့လိုမျိုးပေါ့နောက်ဆုံးဒီမြန်မာနိုင်ငံမှာတန်ရှင်ရေးအလုတ်သမားတယောက်ဟာဝင်ငွေအလွန်ဆုံးရတလားမှ3000တို့မဟုတ် ငါတော့ဒါအမြင့်ဆုံးဒီဒီမှာကျတော့အ ਨੇ ဆုံးကဘတ်3500 4000ဆိုရင်သသိန်းသိန်းခွဲရတဲ့အတွက်သူတို့ကဒီမှာအနှိမ့်ဆုံးအလုပ်ကမှဖြစ်အောင်တော့လေမြန်မာနိုင်ငံကိုသူတို့ဖူးဖူးလုံးလုံးပြန်ပို့နိုင်တယ်အ ਨੇ ဆုံးတစ်လသသိန်းပြန်ပို့နိုင်တယ်အဲ့ဒီရွာလေးမှာထူးခြားခြားတွေးလိုက်ရတာတခုကတော့ကလေးငယ်တွေကိုမြမစာပေတက်မြောက်ဖို့အတွက်ကိုရူကိုရာပရိုက်တာစာတင်ကြောင်းလေးပါစီဝါရေးချင်းနေကြောင်းတိုင်းနမမှာ အခြေချနေရပေမဲ့လည်းကလေးတွေရဲ့ပညာရေးကိုတစ်ဖက်တစ်လမ်းကအထောက်အကူပြုနိုင်ဖို့ရည်ရွယ်ဖွင့်လှစ်ထားတာပါလက်ရှိအဲ့ဒီအကြောင်းမှာသူငယ်တန်းကနေတတိယတန်းထိပညာတင် जा ပေးနိုင်သေးပါတယ်ကျောင်းလူကျောင်းသား42ယောက်ကိုဆရာဆရာမ၄ဦးကတင် जा ပေးနေတာပါတင် जा ပေးတဲ့ဆရာဆရာမတွေကတော့ရွှေပြောင်းလှုပ်သားတွေကပဲဖြစ်ပါတယ်။ခင်ဗျားတို့တမီးကမန္တလေးတိုင်းမလိုက်မြို့နယ်ကြီးချုပ်ကလာနေပြီးတော့ဒီလိုလာပြီးတော့လုံလာလွတ်တာပါ ဒီမှာဆဲမခက်ခဲဖြစ်နေတဲ့အတွက်သမီးဒီမှာလို့ဆဲမဝင်လို့လိုက်တာတကယ်ဆဲမစိတ်တဲ့နဲ့တကယ်ဝါဒနာလည်းပါလို့ဝင်လို့လိုက်တာပါကလေးလည်းပညာတတ်ဒီထဲမှာကပညာတတ်တွေဖြည့်စီစင်ပါပဲဒီပရိုက်တာကြောင်းလေးရဲ့အဓိကအခက်ခဲကတော့လာအိုနိုင်ငံအစိုးရကအတိမတ်မပြုသေးတာပါဒါကြောင့်ဒီကြောင်းလေးကို လာအိုအစိုးရကအတိမတ်ပြုပေးဖို့လဲသူတို့ကဆန္ဒရှိနေကြတာပါဒါအပြင်မြန်မာအစိုးရအနေနဲ့လည်း ီကျောင်းလေးရဲ့လိုအပ်ချက်တွေကိုကုညီဖြည့်ရှင်းပေးစေခြင်းလေလို့အဲ့ဒီရွာမှာတာနာပြုနေတဲ့ရွှေတရိကံမြန်မာကျောင်းတိုင်းဆရာတော်ကမိန့်ကြားပါတယ်။ကလေးပညာရေးအတွက်ကတော့အခုဦးစင်းလုပ်နေနိုင်တဲ့အချိန်ထိတော့အခုဒီဒီနှစ်ထိတော့တတိယရန်အထိရှိတယ်။လာမယ့်နှစ်မှာဦးစင်းရှိခဲ့မယ်ဆိုရင်ဒေရန်အထိတော့ဖွင့်နိုင်အောင်ကြိုးစားမယ်လို့တော့မှန်းထားတယ်။ဒါမဲ့အခက်အခဲရှိတာကဆရာမအခက်အခဲရှိပါ ဆီယမမလုံလောက်ပါဘူး။ဒါပေမဲ့ဒီမှာခံထားတဲ့ဆီယမတွေကလည်းတကယ်ကိုမြန်မာနိုင်ငံမှာအစိုးရတိမှတ်ပြီးဆီယမတွေမဟုတ်ပါဘူး။အဲ့တော့အဲတချို့ဝဲရပိသားတွေရောက်လာတယ်တချို့ဝဲမရသေးဘူးပေါ့။အဲ့တော့စာတင်တတ်တယ်တင်ဘူးတယ်ဆိုတဲ့အားလေးတွေဥစဉ်လို့ဖြစ်တယ်လို့ကလေးတွေပညာရေးဖြစ်မြောက်အောင်ဒါခံထားရတဲ့အမှုထားရှိပါတယ်။အဲ့တော့ဒီကိစ္စကိုလည်းပဲဥစဉ်ကတော့တကယ်လို့ဒါပံ့ပိုးမှုတွေရမယ်မြန်မာပြည်ဘက်ကလည်းပံ့ပိုးမှုရတယ်ဆိုရင် အစိုးရအတိမတ်ပြုဆီယာမတွေတေချာခန့်ပြီးတော့ဒီလေးတန်းထိဖွင့်နိုင်အောင်နောက်တော့မူဂျိုကလေးတွေကိုလည်းတကယ်မူဂျိုစင်တန်းမီပညာရေးလေးတွေဖြစ်အောင်လုပ်ပေးနိုင်မယ်ဆိုရင်ဒီကလေးတွေဒီမှာတစ်နှစ်နေရင်တစ်နှစ်ကျိုးရှိမယ်ဒီကပြန်သွားပြီလေမြန်မာနိုင်ငံပညာရေးနဲ့ထဲထဲဝင်ဖြစ်မယ်လို့ကျွန်တော်ယုံကြည်ထားပါတယ်အဲ့လိုဖြစ်အောင်လည်းပံ့ပိုးစီစဉ်ပါလာအိုနိုင်ငံကအထူးစီးပွားရေးဆောင်မှာရှိတဲ့မြန်မာလုပ်သားတွေအတွက်ကျမကြီးဆောင်ရှောက်မှုဟာမရှိတလောက်အခက်အခဲရှိနေပြီး အဲ့ဒီပြည်တနာကို ဖြည့်ရှင်းဖို့လဲကုရူကိုရာပရိုက်တာစေကန်းလေးလဲအဲ့ဒီရွာမှာဖွင့်လှစ်ထားပါတယ်ဒီစေကန်းဆောက်ဖွင့်နေရွေးကြတော့ဒီမှာဗမာပြည်အများကြီးပဲလေကလို့အခက်ခဲတွေကတော့အများကြီးပဲဒီမှာဒီကလောင်စေကန်းမှာတပြရဆိုလို့ရှိရင်စကပြန်လဲခေါ်ရတယ်အဲ့ဒီစကပြန်ခေါ်တဲ့အတွက်စကပြန်ကလည်းပေးရတယ်ကယ်ဒီကားကြီးလည်းပေးရတယ်အဲ့ဒီတော့ဗမာပြည်ဒုက္ခအများကြီးရောက်အောင်ပေါ့ ဆန်ကလေးပါလေခိုင်းမိတာတွေကများတယ်ဒုထတဲ့ရောများတော့ဒါချစ်လေးကိုချက်ချင်းလုပ်ပါမယ်ဆိုတော့လည်းမဖြစ်နိုင်ဘူးလေတချို့ကြတော့မတည်ခင်မင်းနဲ့တည်ရတာပေါ့ဒီကစီကန်းနေကြတော့လေသူကစကပြန်းဒီပိုင်းမပါဘဲနဲ့တော်လို့ရှိရင်လည်းအခက်ခဲအများကြီးဖြစ်တယ်ခွာလို့ရှိရင်လည်းတိတ်ပြီးတော့ဒါကြီးယူဆိုင်မှုဆိုတာမရှိဘူးပေါ့နော်စကားနားမလဲတော့ဘိုးဆိုးတယ်အဲ့တော့အနာတခြားစစ်တခြားတချို့ကြတော့လည်းဖြစ်တယ်အာတမလေးဒီမှာဒုနာပြုရွာနေပြီးတော့ဒီလိုတက်လာတော့အဲ့လိုလုံးတက်တော့ခါကျတော့ဒီမှာစေကန်းလေးဖွင့်မယ်ဆိုပြီးရိုက်တာတင်ရနေ ီလိုမျိုးစိတ်ကနေလွတ်လိုက်တာအခုမြန်မာနိုင်ငံသားတွေရွာတယ်ပြီးနေနေတဲ့မြေတွေဟာတရုတ်နိုင်ငံသားတို့ကပိုင်ဆိုင်တာဖြစ်ပါတယ်။လာအိုနိုင်ငံအစိုးရစီကနှစ်တရာမြေငါးစာချုပ်နဲ့ငားရမ်းထားတာပါ။မြေကအကျယ်ဝင်၈မိုင်ပတ်လည်လောက်ရှိတယ်လို့လည်းဆိုပါတယ်။အဓိကဒီမြေတွေကိုလာအိုအစိုးရစီကငားရမ်းထားတာဟာရွှေတိကန်နယ်မြေမှာအထူးစီးပွားရေးဆောင်တစ်ခုတည်ဆောက်ဖို့ပါ။လက်ရှိမှာလောင်စာယုံတွေ မြို့တည်စီမံကိန်းတွေတည်ဆောက်နေတာမြင်တွေ့ရပါတယ်။ဒီစီမံကိန်းတွေမှာမြန်မာနိုင်ငံသားတွေကလုပ်သားတွေအဖြစ်ဝင်ရောက်လုပ်ကိုင်နေကြတာပါ။သူတို့ဟာတရားဝင်သွားရောက်လုပ်ကိုင်သူတွေမဟုတ်တာကြောင့်အလုပ်သမားခွင့်ရတွေမခံစားရတာနဲ့ဖိနှိပ်မှုတွေကိုလည်းခံနေကြရလို့ဆိုပါတယ်။ဒီဖိနှိပ်ခံကျွန်တော်ဒီမှာအလုပ်ရွာဒီရွာထဲမှာအလုပ်လုပ်နေပမာလုပ်တော့မှာလေ။ဆိုင်တဆိုင်မှာအလုပ်လုပ်ရတယ်သူတို့သူတို့ဒေယုတ်တွေကပြင်ချင်မှလည်းပြင်တယ်မပြင်ချင်လည်းမပြင်ဘူးအဲ့လိုမျိုး ်လို့ကိုယ်ဆက်မှာအာမခံမရှိတော့ကိုယ်တကားရှိုးလို့ရတယ်။အဲလိုစိတ်နာကိုကြားလာ။အဲလိုမျိုးဖြစ်နေကြည့်ကြပါလာဟိုနိုင်ငံကမြန်မာလုပ်သားတွေကိုတရားဝင်နေထိုင်ခွင့်နဲ့အလုပ်လုပ်ကံခွင့်လဲထုတ်ပေးထားတာမရှိတာကြောင့်မြန်မာတွေဟာမဲခေါင်ပြစ်တာချားတဲ့ကိုယ်နိုင်ငံကိုအလက်ပတ်ပြန်ဖို့တောင်အခက်ခဲဖြစ်နေပါတယ်။လာဟိုနိုင်ငံကလုတ်ပြီးတဲ့ license တော့ရှိတယ်ကျွန်တော်တို့ license ရှိပေမဲ့လဲတွားခွင့်မရှိပါဘူးကျွန်တော်တို့မှာသူတို့လာဟိုနိုင်ငံက ရင်နဲ့ပဲကျွန်တော်တို့သွားခွင့်ရှိပါတယ်သို့တော့ကျွန်တော်တို့ရဲ့နေထိုင်ခွင့်ကတ်ဒီမရှိရင်ဒီလာအိုနိုင်ငံအလဲဂိတ်လာဝကဂိတ်ကကျွန်တော်တို့ကိုတထောင်မှ2000အထိတံငွေရိုက်ပါတယ်ဒီမိုင်းမောဂိတ်ကလည်းလာအိုနိုင်ငံမိုင်းမောဂိတ်ကလည်းကျွန်တော်တို့ကိုကျွန်တော်တို့နေထိုင်ခွင့်ကတ်ဒီကိုတင်ဆက်ထားပြီးတော့900နဲ့တိုင်ရိုက်ပါတယ် နေထိုင်ခွင့်ကတ်ရှိတဲ့လူလည်းရိုက်ခံရပါတယ်ဒီလိုမျိုးတွေလည်းကျွန်တော်တို့ကမဖြစ်စေချင်ပါဘူးကျွန်တော်တို့မှာတရားဝင်လှုပ်ထားတဲ့သူတို့နိုင်ငံတော်ရဲ့ချမှတ်ထားတဲ့စည်းကမ်းတွေကိုအာဟုနိုင်ငံရဲ့ချမှတ်ထားတဲ့စည်းကမ်းတွေကိုကျွန်တော်တို့ကလိုက်နာပြီးတော့လှုပ်ဆောင်ထားတဲ့အတွက်တောင်မှဒီလိုရိုက်တယ်ဆိုတာဘာကြောင့်ရိုက်တာလဲကျွန်တော်တို့ဖြေရှင်းပေးဖို့လိုပါတယ်ဗျကျွန်တော်တို့တရှုလှုပ်အားတွေကတစ်လမှ4000 4500လေးရတာကျွန်တော်တို့မှာအရေးပေါ်သွားဖို့လာဖို့ဆိုရင်ဒီလမ်းစိတ်ကတော်တော်2000ကျော်လောက်ထိပါတယ် တာချီလေးနဲ့ကျွန်တော်တို့ဒီလာအိုနိုင်ငံနဲ့တာချီလေးကိုသွားဖို့2000လောက်ထိပါတယ်လမ်းစရိတ်တင်အဲ့ဒါလေးတွေကိုလည်းကျွန်တော်တို့ဖြည့်ရှင်းပေးဖို့လိုပါတယ်အဲ့ဒီစရိတ်ကမြန်မာပြည်ဘက်ချမ်းမှာဆိုဘယ်လောက်ထိသွားလို့ရလဲကျွန်တော်တို့မြန်မာပြည်မှာဆိုရင်မြန်မာပြည်သွားမယ်ဆိုမြန်မာပြည်အလဲပိုင်းထိကျွန်တော်တို့သွားလို့ရပါတယ်မြန်မာပြည်အလဲပိုင်းနောက်ဆုံးမန္တလေးအထိကိုကျွန်တော်တို့ဒီစရိတ်ကလေးကသွားလို့ရပါတယ်လာအိုနိုင်ငံကမြန်မာလုပ်သားတွေရဲ့အခက်အခဲကိုဖြေရှင်းပေးမယ်ဆိုပြီးလာအိုနိုင်ငံဆိုင်ရာ မြန်မာတာမတ်ကြီးလာရောက်ခဲ့ပြီမဲ့အခုထိတော့ထူးခြားလာတာမရှိသေးဘူးလို့ဆိုပါတယ်။လောင်လန်ကန်ဆိုင်ရာမြန်မာတာမတ်ကြီးတို့အဆုံးဝင်လာတော့တယ်ခင်ဗျာ။နောက်တော့ပြီးတော့မှကျွန်တော်တို့ဒီဟာဒီလူတွေကိုပေါ့ဒီလူတွေကိုလုတ်ပေးမယ်ဆိုပြီးတော့မှခုချိန်ကြီးလဲကျွန်တော်တို့နဲ့ဆက်သွယ်မရတော့ဘူးခင်ဗျာ။အဲဥတင်ကိုရတော့ဖုန်းဆက်တယ်လို့ပြောတယ်ဆက်တဲ့အချိန်မှာသူကဖုန်းမကင်ဘူးလို့ပြောတယ်ခင်ဗျာ။သူတို့ကတော့လူတွေရဲ့ဖုန်းနံပါတ်သူပေးခဲ့တဲ့အဲကတ်ဒီတဲ့ဖုန်းနဲ့မတ်ကြီးကိုဆက်တယ်ခင်ဗျာ။ဆက်လို့လည်းမရဘူးနဲ့ဖုန်းမကင်ဘူးလို့ပြောတယ်ခင်ဗျာ။ရွှေဒီကန်ဒေတာက တချီလက်ခရိုင်အုပ်ချုပ်ရေးမှုကတော့လာအိုနိုင်ငံကမြန်မာလုပ်သားတွေနဲ့ပတ်သက်ပြီးလက်တလောအခြေအနေမှာတော့ကူညီဆောင်ရှောက်ပေးနိုင်တာမရှိသေးဘူးလို့ဆိုပါတယ်။ဒီတော့လည်းကျတော့အခက်အခဲရှိတယ်ဆိုတာလေးကကျွန်တော်တို့ဟိုကြားလာခဲ့တယ်။သို့တော်လည်းလက်လုံးကလာပါပင်ရဝင်ဟိုတိုင်ကြားလာလို့ကျွန်တော်တို့ကလုပ်လိုက်မရှိခဲ့ဘူး။ကျွန်တော်ဒီတော့နိုင်ငံတော်တော်ပြီးအစည်းအဝေးတက်ဆိုင်လာတာကကျွန်တော်ဒီတော့နဲ့ဒါဒီမနက်ငယ်ရွှေရှင်ရဲ့အေရီးယားမှာတော့ဘတ်ချမ်းမှာလုပ်နေဒီမနက်ငယ်တော်များ ကျွန်တော်တို့သင်ရအောင်ကျွန်တော်လေးတော့ကြောရှိတာအဲ့တော့ဘယ်အကောင်းကျိုးရှိရလို့ကြားတာအဲ့တော့မခက်ခဲပါရှိတယ်ဆိုတဲ့ဟာလည်းလုံးဝတော့ကျွန်တော်တို့ကဟိုပြင်ဝင်ပြောချင်းမရှိတဲ့ကြောင့်ဟိုလည်းလုံးဝတော့ပြီဆောင်ဆောင်တာလည်းခက်ခဲဖြစ်နေပါတယ်ဘုသောလည်းဘလိုဘက်ကလည်းညီတော်လာဟာမျိုးရှိတယ်ဆိုတော့ကျွန်တော်တို့ဒါကိုမဖြစ်မနေတော့ကျွန်တော်ကွန်ပီဖွက်ပါကွန်ပီဖွက်တဲ့အခါမှာလည်းခက်ဖြစ်တာပါလို့ဆိုတော့တကယ်အင်ဂျင်အင်ဒီဗီဂျယ်ပေါ့အထူးချင်းတို့ကနေပြီးတော့ စေရောပို့ပါဒါပုံချင်လုပ်နေတဲ့ပုံစံမျိုးကိုမှတ်မိချင်တာပေါ့ကော်မတီဖွင့်လိုက်လို့ကဖွင့်ပြီးတော့ဘာသာပါနေတဲ့ကုန်လုပ်ငန်းတွေကိုဟိုလုပ်ဆောင်ဖို့အတွက်အနေနဲ့ခက်ခဲဖြစ်တဲ့ပုံစံမျိုးကိုလုပ်ခဲ့ရဆိုတော့ကျွန်တော်ခက်ခဲဖြစ်ပါတယ်ဆိုတော့လောနိုင်ငံနဲ့ပတ်သက်ပြီးတော့ဒီလောကလာမှာကြီးမားတဲ့ပြဿနာတစ်စုံရာမရှိတော့လေကျွန်တော်တို့နေနေဒီမှာရှိတဲ့ခုနဒီမဲဆန်ရောက်လာတဲ့အခုဆောက်ရှောက်နေတဲ့ကျွန်တော်အဲ့ဒီကိစ္စကိုပြောခဲ့ပြီးပါတယ်ပြောပြီးတော့ဒီဘက်မှာလည်းလားလို့မျိုး ဖွင့်သစ်တော်မယ်ဆိုပြီးတော့လည်းတော့ကျွန်တော်တို့ညာထားတော့ရှိပါတယ်။အော်ဒီဟာကိုတော့တကယ်ဝင်တော့ကျွန်တော်တို့ကဟိုဖြည့်ရှင်းဆောင်ပေးတာမျိုးကုမ္ပဏီဖွင့်ပြုတာမျိုးတော့မရှိပါဘူး။လာအိုနိုင်ငံမှာမြန်မာလုပ်သားတသိန်းကျော်ရှိနေပါတယ်။အများစုကတော့ရွှေတိကံအထူးစီဝါရေးဇုံနေရာမှာဖြစ်ပါတယ်။အဲ့ဒီလောက်သားတွေဟာလာဝအစိုးရကထုတ်ပေးတဲ့တရားဝင် နေထိုင်ခွင့်နဲ့အလုံးလောက်ကင်ခွင့်လက်မှတ်တွေရရှိဖို့မြမအစိုးရကကုညီဆောင်ရွက်ပေးဖို့မျှော်လင့်နေကြပါတယ်ခင်ဗျာ။